မဟာဗောဓိမြင်ဆရာတော်ဖျားကြီးလိုပါမောကချုပ်ဆရာတော်ဖျားကြီးကလည်းမိမိပြန်လွန်တော်မူမယ့်ရက်ကိုကြိုတင်ဟောရဲဆိုပြီးတော့တည်င်းတွေကတော့ထွက်ပေါ်လာနေပါ ರಿ အလုံးလေးတိထားချရတဲ့အချိန်ပါပဲမဟာဗောဓိမြင်ဆရာတော်ဖျားကြီးကတော့မိမိပြန်လွန်တော်မူမယ့်ရက်ကိုပြန်လွန်တော်မူခါနီးတပတ်လိုပါပဲရောင်ုံမျိုးမှာဟောကြားသွားခဲ့တာပဲဖြစ်ပါ ರಿ အဲ့ဒီတော့ကဆရာတော်ဖျားကြီးကဒီတိုင်းပြောတာပါ တကယ်ပြောတာမဟုတ်ပါဘူးတကယ်ဟောတာမဟုတ်ပါဘူးဆိုပြီးတော့ဆရာတော်ဖျားကြီးရဲ့ကြားမာရေးကိုတိတ်ပြီးတော့အလေးနဲ့မထားခဲ့ကြဘူးသူဟောကြားခဲ့တဲ့အတိုင်းပါပဲဆရာတော်ဖျားကြီးကတကယ်ကိုဖြစ်သွားခဲ့တယ်သူကြားဆိုပါပဲဆရာတော်ဖျားကြီးဟာသူဟောကြားရဲ့ရမှာပဲပြန်လွန်တော်မူခဲ့တာဖြစ်ပြီးတော့ထူးထူးခြားခြားယဟန်တာဖြစ်သွားခဲ့တာဖြစ်တဲ့အတွက်သူ့ရဲ့အလောင်းကဒီနေ့ချိန်ထိခန္ဓာကိုယ်ကပုံတိုးခြင်းမရှိဘဲနဲ့တကယ်ကိုမှယဟန်တာဆက်ဆက်ဖြစ်သွားခဲ့တာပဲဖြစ်ပါတယ် ေနေ့ချင်းတီတွားရောက်ဖူးမြော်နေကြဆဲပဲဖြစ်ပါရဲ့ဗျာခုဒီကံမှာလဲတနိုင်ကံလုံးကဘုရားသစုလို့ကိုယ်ရဲပွားမုခချုပ်ဆရာတော်ဘုရားကြီးကမမိပြန်လွန်တော်မူမဲ့ရဲ့ကိုကြိုတင်ဟောကိန်းထုတ်ခဲ့တယ်ဆိုပြီးတော့သတင်းတွေကတော့ထွက်ပေါ်လာနေပါတယ်ဆရာတော်ဘုရားကြီးဟာအလုံးနဲ့တရားရည်အတိုင်းပါပဲမြောင်းနေကမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့မိခွန်းနိုင်ကိုဖြေချနိုင်တဲ့သူဒီတော်ဆရာတော်ဘုရားကြီးပဲဖြစ်ပါတယ်ဒီလိုဆရာတော်ဘုရားကြီး ထက်တော့ဆရာတော်ဘုရားကြီးက ဉာဏ်ပညာအရာမှာဘုံတကူထင်ရှားလာပါ रे ဆရာတော်ဘုရားကြီးမဖြေချနိုင်တဲ့မိခွန်မရှိပါဘူးဆရာတော်ဘုရားကြီးကဘုရားစုပန်ထားတဲ့သူလေးဖြစ်ပါ रे လက်ရှိဒီဘဝမှာဘုရားမဖြစ်နိုင်ပေမဲ့နောင်ဘဝမှာဘုရားဖြစ်အောင်ကြိုးစားသွားမယ်ဆိုပြီးတော့ဘုရားစုပန်ထားတဲ့သူလေးဖြစ်ပါ रे ဒီကမှာတော့ပါမောက္ခကျောက်ဆရာတော်ဘုရားကြီးကမမိပြန်လွန်တော်မူမဲ့ရက်ကိုကြိုသင်ဟောခြင်းထုတ်ခဲ့တဲ့ဆိုရဲ့ တရင်တွေထွက်ပေါ်လာတာဖြစ်တဲ့အတွက်ပြည်သူတွေကတော့စိုးရိမ်မှုတွေမြင့်တက်လေရှိနေပါရဲ့ဗျာ